ရိသေများခင်ဗျာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မြန်မာ nationality comedy မှကြီးမူကြပါမယ် MNL League Cup 2025ဘောလုံးပြိုင်ပွဲအတွက်မဲခွဲပွဲအခမ်းအနားကိုတော့ဧပြီလ22ရက်နေ့နေ့လယ်တနာရီကသူနာကွင်းပထမတက်မှာရှိတဲ့အစည်းအဝေးခမ်းမှာမှာကျင်းပပြုလုပ်ခဲ့ပါတယ်ခမ်းအနားကိုတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မြန်မာ nationality တို့မှတာဝန်ရှိသူများ မြန်မာ National League 1မြန်မာ National League 2တို့မှပြန်ပွဲဝင်ကလပ်အသင်းများရဲ့တာဝန်ရှိသူများနဲ့ကလပ်အသင်းနှီးပြချုပ်များစုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ်။ကနာမစာတင်ကမှာတော့ပြီးခဲ့တဲ့ match လ28ရက်နေ့ကငလင်းလန်ထိခိုက်ခံစားခဲ့ရသူများအတွက်ဝန်နေချင်းအထိမ်းအမှတ်10မိနစ်နေတဲ့ချင်းစီစဉ်ကိုပြုလုပ်ခဲ့ပါတယ်။ကနာစာတင်ရမှာတော့ပထမဦးစွာမြန်မာ National League Committee ဥက္ကဋ္ဌဦးစောမင်းသိမ်းမှာ ဖွင့်မှစကားပြောကြပြီးခန်းနာကိုဖွင့်လှစ်ခဲ့ပါတယ်။တာဝန်ရှိပုဂ္ဂိုလ်များအားကလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့အမအဦးဆုံးနှုတ်ခွန်းဆက်တာပါတယ်။လီကက်ကြီးကိုကျွန်တော်ဒီထက်ကိုမျှော်လင့်ပြီးတော့ကျွန်တော်တို့ပြင်ဆင်မှုတွေလည်းကျွန်တော်တို့ဒီလီကော်မတီအနေနဲ့အများကြီးပြင်ဆင်ထားခဲ့ပါတယ်။စိတ်မျှော်မှန်းချက်တွေလည်းအများကြီးရှိခဲ့ပါတယ်။ထို့သောကျွန်တော်တို့ဒါမှထင်မှတ်ဖြစ်နေကျွန်တော်တိုင်းပြည်ရဲ့ဒေသမှာကုနာငလင်ပေးကြီးနဲ့တခုနဲ့ဖြစ်လာတဲ့အတွက်ကျွန်တော်တို့ဟို မဖြစ်မနေကျွန်တော်တို့အချိန်လေးတွေတချို့ပွဲစီစဉ်လေးတွေမှာကျွန်တော်ဟိုဝမန်လီးဆိုလဲကျွန်တော်နည်းနည်းနောက်ချလိုက်ရတယ်အခုဒီလီကက်မှာလဲကျွန်တော်တို့တချို့ဟာလေးတွေမှာကျွန်တော်တို့ပြိုင်ပွဲပြိုင်ပွဲကိုကျင်းပရမယ့်အတိုင်းကျွန်တော်တို့ကတော့ဟိုဆက်လက်ကျင်းပသွားပြီးတော့ လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲတွေအကုန်လုံးကကျွန်တော်တို့မြန်မာပြည်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့နိုင်ငံသားကလန်ဒါနဲ့လည်းညှိထားတာနိုင်ငံသားပွဲတွေနဲ့လည်းညှိနှိုင်းတာဖြစ်တော့ကျွန်တော်တို့နိုင်ငံသားပွဲတွေနဲ့လည်းရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်ကစားသမားတွေတိုင်းမှာအတွက်ကိုလည်းကျွန်တော်လိုအပ်တဲ့ practice တွေသူတို့ရဲ့လိုအပ်တဲ့အတွေ့အကြုံတွေကကျွန်တော်ကအမြဲတမ်းပြီးနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဓာတ်တွေကိုကျွန်တော်တို့ကကတိုင်းပြည်မှာအခက်အခဲရှိနေတာကိုကျွန်တော်တို့ကတိတော်ညာလဲကျွန်တော်တို့ဒါကိုကျွန်တော်တို့ကရင်ထဲမှာဝန်ထမ်းချောင်းနဲ့ကျွန်တော်တို့ရှိနေချောင်းဒါကိုပြသပါတယ်လိပြိုင်ပွဲတွေကိုတော့ MRD4 ကနေပြီးတော့ ကျွန်တော်အများမှဒီ channel 7အနေတောက်လျှောက်ပြသပေးထားခဲ့ပြီးတော့ leak up ကိုတော့ဒီနှစ်မှာစပြီးတော့ဒါဟို forever group ကနေပြီးတော့ကျွန်တော်တို့စပြီးဒီနှစ်မှာစပြီးတော့ live တွေစပြသပြီးမှာဖြစ်ပါတယ်။မြန်မာ channel လေးအမှုဆောင်ရာရှိချိုးဦးစိုးမိုးကျော်မှာ MNL League 2025ပြန်ပွဲကျင်းပမယ့်ပုံစံနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။တချို့တော့ထင်ကြမှာဒီပြန်ပွဲအခုချိန်ထိ MNL က page မှာလည်းတင်ရှင်းစာမတင်သေးဘူး။အဲဘယ်လိုဖြစ်နေလဲပေါ့နော်။ဆိုပြီးတော့ဟိုပြောဟိုကထင်စရာရှိပါတယ်။ တချို့ပြည်သက်တွေဆိုရင်ထင်ကောင်းထင်ပါဒါဖြစ်ကျွန်တော်တို့ကအင်္ဂလိပ်လိုပြောရင်တော့ low key နဲ့လို့ရတဲ့ပြိုင်ပွဲပါကျွန်တော်တို့လက်ရှိအနေထားရအကြောင်းပေါင်းများစွာနဲ့ကျွန်တော်ဘလုံးပွဲတွေရရန်နာတင်းတလောက်ရန်နာခဲ့တယ်ဒါနဲ့ကျွန်တော်တအားရန်နာရတယ်တခြားနှစ်ရှင်းနှစ်ကိုကျွန်တော်တို့အရန်ကြော်ပြီးတော့ကျွန်တော်တို့ league calendar ကအခုတော့မှကျွန်တော်12လနီးပါးလောက်ရှိတယ်အဲ့လိုထပ်ရန်နာထပ်ရန်နာ73လ74လဆိုကဘာမှမရှိတဲ့ league duration ဖြစ်သွားနိုင်တယ်အများကြီးကျွန်တော်တို့ launching နေ ပုံပြင်အောင်လုပ်မယ် program ကြီး project အနေထားမှာကျွန်တော်တို့လုပ်နိုင်ဖို့အချိန်လေးမပေးသေးတဲ့အတွက်ဒီလောက်ပဲကျွန်တော်တို့ထားချင်းဖြစ်ပါတယ်အဒီနေ့ပွဲအစီအစဉ်ကိုလည်းကျွန်တော်တို့ကတည်င်းအချင်းပုံစံမျိုးလုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီဒီမှာကျွန်တော်အဖွဲ့ရဲ့ interview အတင်းလိုက် interview short interview တွေလုပ်ထားမယ်ပွဲစဉ်ရှိတဲ့နေ့မှာကျွန်တော် short clip လေးနဲ့ကျွန်တော်ကြိုတင်တာမျိုးလုပ်ပါမယ်တတ်မှတ်ထားတဲ့ ranking တိုင်းကျွန်တော်တို့နံပါတ်ကိုနိုင်မယ်တီယိုနိုင်မယ်နံပါတ်ကိုနိုင်မယ်တီယိုနိုင်မယ်ကြတဲ့ အုပ်စုမှာကျွန်တော်တခါတည်းဒီမှာကွန်ပျူတာမှာရိုက်သွားမယ်ပြီးရင်ကျွန်တော်တို့ပွဲစဉ်စရာဝေတဲ့အချိန်မှာကွင်းပေါ်ကျွန်တော်တို့အချိန်ရောပါလာမှာဖြစ်တယ်ပွဲစဉ်စရာရောပါလာမှာအဲ့ကြရင်ဒီဘက်အုပ်စုက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 ကျွန်တော်တို့တက်လာရင်ဘယ်လိုနဲ့တွေ့မလဲဆိုတော့ဦးကြီးမျိုးတခါတည်းတွက်လို့ရတယ်ဟဲ့လားကွာတာမှာဘယ်လိုနဲ့တွေ့နိုင်လဲစီမီမှာဘယ်လိုနဲ့တွေ့နိုင်လဲနောက်ဆုံးဘိုလူဘက်မှာဘယ်လိုနဲ့တွေ့နိုင်လဲဆိုတာအဖြေပေါ်မှာဖြစ်တယ်အဲ့နောက်မှာတော့ မဲခွဲခွဲအခမ်းအနားကိုဆက်လက်ကျင်းပရာတာဝန်ရှိသူများကပြိုင်ပွဲဝင်ကလပ်အသင်းများကို group A B C D စသဖြင့်အုပ်စု၄ခုခွဲ၍မဲနိုင်ရွေးချယ်ပြေးခဲ့ကြပါတယ် group တစ်ခုစီမှာတော့ပြိုင်ပွဲဝင်အသင်း၅သင်းစီနဲ့စုစုပေါင်းအသင်း၃၀ပေါင်းမှာဖြစ်ပြီးအုပ်စုတွင်အမှတ်အများဆုံး၂သင်းစီကနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်အရာရှိမှာဖြစ်ကာ quarter final semi final စသဖြင့်ဆက်လက်ရှင်ပြိုင်သွားရမှာဖြစ်တယ်လို့သိရပါတယ် University FC Group A2 ဖြစ်ပါတယ်။ဒုံနော် MNL League 2025ပြိုင်ပွဲနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကိုဆက်လက်ကျင်းပရာပြိုင်ပွဲဝင်ကလပ်အသင်းများရဲ့အုတ်ချုပ်သူများနဲ့နှီးပြချုပ်များကပြိုင်ပွဲအတွက်ကြိုးတင်ပြင်ဆင်ထားမှုများနဲ့ဒီတူအတွက်အတွေ့အကြုံကောင်းလေးရအောင်တော့တင်လိုက်တော့ကောင်းအောင်ပြင်ဆင်ဘာလို့ကြောက်ပါလဲတော့တင်နိုင်အောင်တော့အကောင်းဆုံးကြိုးစားပါ လက်ရှိအခြေအနေများကိုရှင်းလင်းဖြေကြားခဲ့ကြပြီးပြန်ပွင့်ဝင်ကြစီများကန်ဆောင်၍စူပေါင်းတပ်ပုံရိုက်ကူကအခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ MNL League 2025ပြန်ပွဲကိုတော့လာမယ့်ဧပြီလ26ရက်နေ့မှဇူလိုင်လ6ရက်နေ့အထိတူနာကွင်း၊ YUNFC ကွင်း၊ဘရိုမာကွင်းနဲ့ University ကွင်းတို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ကဘော်ဘာဂရူရဲ့အခမဲ့ရုပ်သံလိုင်းနေဖြစ်တဲ့ MRTV4 Channel 7, Reader Channel ရုပ်သံလိုင်းတွေနဲ့ပြုံး Facebook YouTube Channel တို့ကနေလည်းတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားဖို့ရှိတယ်လို့သိရှိရပါတယ်ခင်ဗျာ။